မြန်မာနိုင်ငံရဲ့အညာဒေတာတချောင်းနဲ့ပကံချင်းအောင်ကြီးချင်းမှုနယ်ပယ်ပုပ်ပါဒေတာတချောင်းမှာတော့ကဘာပေါ်မှာမြန်မာတနိုင်ငံထဲမှာသာတွေ့ရတဲ့မြမဒေတာရင်းရှားပါငဲ့၅မျိုးကြောင်းတက်ဆက်ပေးကြပါတယ်ဒီငှက်တွေအကြောင်းတော့အညာဒေတာတချောင်းငှက်လည်လာခြင်းသူတွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်နံပါတ်၁ဆွေးငှက်ဒေတာကုန်စင်းငှက်ကတော့အညာဒေတာမှာအများဆုံးတွေ့ရတဲ့ မြန်မာမျိုးရင်းနှစ်တမျိုးဖြစ်ပါတယ်။ဇင်းငက်တရား6កောင်မှ9កောင်ထိအုပ်စုဖွဲ့နေတိုင်းကြတာပြလို့ညီမ9ပေါ်လို့လဲခေါ်ကြပါတယ်။အမြဲစုညံနေတတ်ပြီးတကြွကြွမိတမ်းပြုလို့တက်ကြပါတယ်။ဒါပြင်တုံခါတန်တမျိုးကိုလည်းပြုလို့တက်ကြပါတယ်။ညက်ကောင်မှဆယ်လက်မှကန့်ချီပြီးအမိတစ်ခုတည်းရပြန်ငါးလက်မှခွဲကန့်ချီပါတယ်။ပြန်တန်းတဲ့အခါမှာလဲတခုံတို့ပြန်တန်းသွားတတ်ပြီး အမီးကိုရက်တောင်လိုပြန့်ကျက်တဲ့အခါမှာလဲအလွန်ကြီးကောင်းလှပပါတယ်ဒီငက်ကလေးတွေဟာတာယာနာပြောပွဲတန်နဲ့ချက်စရာလဲကောင်းကြသလိုစိုက်ခင်းတွေလဲသမားတွေအတွက်လဲကြိုးပြူကြပြန်ပါတယ်ဥယျာဉ်များခြံများမှာတရွတ်များကိုလှရင်ပိုးကောင်များကိုချောက်ပွေစားတောက်တကြတာကြောင့်စိုက်ခင်းပြုလုပ်တဲ့တောင်သူလဲသမားများအတွက်အကျိုးပေးသောမြင်များပဲ ဖြစ်ပါတယ်ဒါကြောင့်ဒီငက်တွေကိုစိုက်ခင်းတာဂျန်နီနာမှာတွေ့ကြရင်မောင်းမတုပ်ပဲ အနီးအနားမှာနေကြစေဖို့လူရင်ပါစွာနေထိုင်ရန်အန္တရာယ်မပြုကြဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာဒီဇွေးငယ်ရဲ့တာပေါခြင်းကတော့အပီလာမဇွန်လအထိဖြစ်ပါတယ်အတိုင်များကိုမြေဖုံများဂျူရွက်များဂိုင်းရွက်များဖြင့်ဖြစ်ကြရဆန်လုပ်လိချီပါတယ်တခါဝင်ရင်တော့3ဦးမှ4ဦးထိဦးကြပါတယ်နံပါတ်နှစ်ညမင်းသားဘိုက်ဖြူဒီငှက်ကလည်းဂျာပါမျိုးစိဖြစ်ပြီး မြန်မာတနိုင်ငံထဲမှာသာတွေ့ရတဲ့ဒေတာရင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။အညာဒေတာပကံနဲ့ပုပ္ပအနီးမှာတွေ့ရတဲ့လက်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ဂျာဘာဇင်းဝင်ပြပြီးမျိုးတုံးမဲ့အန်တွေကထိမ့်သိမ့်ဆောက်ရှောက်ဖို့လိုအပ်တဲ့လက်မျိုးစိတ်ပဲဖြစ်ပါတယ်။ဒီကလေးရာတက်လက်လှုပ်ကြစွာပဲအပင်ထိပ်ပြားမှာနေထိုင်ကြစားကြပါတယ်။ဒီငှက်မင်းသားဝမ်ဖြူကလည်းတောင်သူလယ်သမားတွေကိုကြိုးပြုပြီးပိုးမွားတွေကိုစားသုံးတဲ့ ဆွဲတစ်မျိုးဖြစ်ပါတယ်။အိုးအတင်းနဲ့နေထိုင်ကြပြီးငက်ကောင်းဆောင်တကောင်းရဲ့နောက်ကိုအချားငက်တရားလိုက်ပြီးပူမွားများကိုခြာပွေစားတောက်တတ်ကြပါတယ်။အရွယ်စားမှာကုလမအခန့်ချီပြီးမြေပြင်ပေါ်ကိုအစင်းခဲပြီးအပင်မြင့်တွေထိတ်မှာပဲကျစားကြတာများပါတယ်။တခါဦးရင်တော့သုံးလုံးခန့်ဥတ်တတ်ကြပါတယ်။ဒါရတော့တန်ပြစ်မြေတတ်ကြတဲ့ငက်တမျိုးလဲဖြစ်ပါတယ်။ဒီချက်စရာကောင်းတဲ့ကလေးတွေကိုတွေးကြရင် အန်လျင်မပြူကြပဲလူနေနာမှာလူနဲ့ကျင်ပါစွာနေထိုင်ကြစီဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာနံပါတ်3ဂျိုးလင်းပြဒီဂျိုးလင်းပြကတော့လူတွေနဲ့အလီးဆက်ဆုံးလူမကြောက်ပဲနေထိုင်တဲ့နေ့တစ်မျိုးဖြစ်ပါတယ်ခုမျိုးရင်းဝင်နေ့တစ်မျိုးဖြစ်ပြီးအစာရေစာအတွက်လည်းလူသိမ့်မကြောက်တတ်တဲ့သဘာဝကြောင့်အစာရင်းမြစ်ကတော့သူတို့အတွက်ပေါများကြပါတယ်ဂျိုးလင်းပြတွေကတော့တစ်နှစ်ကို၄ချိန်ထိတော့ သားပေါက်တက်ကြပါတယ်။တခါဥယျာဉ်တော့နှလုံးမှသုံးလုံးထိပူကြပါတယ်။ဒီငက်တွေရဲ့ထူးခြားချက်ကတော့တလင်တမယားစနဲ့ကြီးကြပြီးပေါက်ပွားလာတဲ့ငက်ကလေးတွေအတွက်ထီရောမှပါမိဘတာဝန်ကိုခဲဝေယူကြရပါတယ်။ဂျိုးလင်းပြားတွေကတော့ဆယ်ကောင်ကနေကောင်90အထိအုပ်စုဘွဲ့နေထိုင်ကြပါတယ်။မိတန်ကတော့ဂျိုးငက်တွေရဲ့မိတန်တိုင်းပဲတကူကူအော်မိကြပါတယ်။ ဒီနေ့ဒီရတုံတန်အားလဲตาရလှပပြီးနှလိုပွဲ စိတ်ကြည်နုပွဲရာချီးတဲ့အတွက်ဒီလိုလှပတဲ့ဂျိုးလင်းပြားလေးတွေကိုလည်းလူနဲ့ရှင်ပေါင်းဒိန်ဒိန်စောက်ချောက်ကြဘူးတော့ပြောချင်ပါတယ်နံပါတ်၄နဖာကျူးအမီဝိုင်းအမီဝိုင်းတော့ကြောင့်နဖာကျူးအမီဝိုင်းလို့ခေါ်ကြပါတယ်ရောက်သေးတော့တော့ဆောင်များကိုနှစ်သက်ပြီးစိုက်ပြိုးခွင့်အစွန်ပြားမှပင်များတွင်လဲစစ်စားတတ်ကြပါတယ်အမီရှိခုနှစ်လက်မှတ်ခန့်ပါဝင် စနလမကန်ခြေလျားတဲ့တစ်မျိုးဖြစ်ပါတယ်။ဂျိုးလင်းပြားတွေလိုပဲตาရတဲ့တန်နဲ့အော်မြေကြတဲ့တစ်မျိုးဖြစ်ပါတယ်။မြန်မာတဲ့လက်ပံပင်တို့ရဲ့ထိပ်ပြားမှာရဲဝဲနေကြပြီးဘူးမွားများကိုခြာပွေစားတောက်တတ်ကြပါတယ်။ပြန်တန်းရမှာလဲတောင်မန်တို့ရဲ့ကြိုက်ခတ်တန်တဝီဝီကိုကြားရပါတယ်။ပောက်ပွားတဲ့အချိန်မှာမေလနဲ့ဇူလိုင်လတို့ဖြစ်ပြီးအတိုက်ကိုတော့အပင်ငယ်ရဲ့ဂျုံပြားမှာ ြည့်လို့တတ်ကြပါတယ်။မျိုးတုံးမဲအန္တရာယ်အဆင့်ကြားရောက်နေသောမြမဒေသမျိုးရင်းလက်တမျိုးဖြစ်တဲ့အတွက်ထိန်းသိမ်းစောင့်ရှောက်တင်ပါတယ်။နံပါတ်5ဇရက်ဇရက်ကတော့မြမနိုင်ငံရဲ့ရရမှာတွေ့မြင်ကြရတဲ့မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။အသွေးရောင်အလို့ရင်လိုက်ပြီးဇရက်နဲ့အမျိုးမျိုး꿰ပြကြပါတယ်ဇရက်တရားများဖြင့်အလျာကိုလမကန်ချီပါတယ် ပြန်တန်းနေစမှာတော့အမေးပိုင်းမှာပြူခွက်နဲ့အတောင်ပိုင်းမှာပြူခွက်တို့လမ်းမြင်ရပါတယ်။အစာစားနေစဉ်နှောက်ချက်ပြူရင်တော့လမ်းတကြားအော်မြေပြန်တန်းတတ်ကြပါတယ်။ဇေယငှက်တွေရဲ့အမူအရာမှာတော့ကြောက်ရွံ့ခြင်းမရှိပါဘူး။ရဲရင်ကြတဲ့ငှက်တစ်မျိုးဖြစ်ကြတဲ့အပြင်ခြွင်ပြဖြက်လက်နေတတ်ပါတယ်။အမေးလိုပဲစုံတွဲနေထိုင်ကြလေးတကောင်နဲ့တကောင်အထူးခင်မင်ပုံရကြပါတယ်။အိတ်တမ်းမတက်ပြီမှာတော့စူညံစွာအော်မြေ အိတ်တန်းခြားတတ်ကြသောလက်တမျိုးဖြစ်ပါတယ်။တပောက်ချိန်မှာဧပြီလမှအောက်တိုဘာလကဖြစ်ပါတယ်။အတိုင်းများကိုအိမ်ကောင်မုံတကောင်များမှာကောက်ယူတကိုင်းတကက်များဖြင့်ပြုလုပ်တတ်ကြပါတယ်။တကောက်ဝင်တော့ဥ3လုံးမှ6လုံးထိဥကြပါတယ်။ဒါတွေကတော့အညာဒေတာတွေမှာတွေ့ရှိရတဲ့မြမဒေတာရင်ခြားပါငှက်မျိုးစိ၅မျိုးအကြောင်းဖြစ်ပါတယ်။ဒီငှက်တွေရဲ့အကြောင်းလက်ရှိတွေ့ရှိလေ့လာကြရင်တော့ အကံကြောင့်ဦးတဝိုင်းနဲ့ပုပ်ပါနယ်တို့မှာတွေ့ချိနိုင်ကြပါရယ်ခင်ဗျာ။